မင်္ဂလာညချမ2025ခုနှစ်မလ20ရက်နေ့ရေဒီယို NUG ညပိုင်းပြည်တွင်သတင်းတွေကိုတင်ပြပေးသွားပါမယ်။ဒီမှာကတော့ຫນွေဥမှမဒီမှာအဦးဆုံးတင်ပြမယ့်သတင်းကတော့69ချိန်မြောက်မြို့သမီးခြေပြုကော်မရှင် Commission on Status of Women CSW69 မှာမြမမြို့သမီးများ၏အခြေအနေအစီရင်ခံစာအားပြည်ထောင်စုဝန်ကြီးမှဖတ်ကြားတင်သွင်းတဲ့သတင်းဖြစ်ပါတယ်။ အမေရိကန်နိုင်ငံနယူးယောက်မြို့ရှိကမ္ဘာကူလသမဂ္ဂရုံးချုပ်တွင်ကျင်းပလျက်ရှိသော69ကြိမ်မြောက်မြို့သမီးခြေပြုကော်မရှင် Commission on Status of Women CSW69 တို့မြို့သမီးလူငယ်နှင့်ကလေးသင်ငယ်ရာဝန်ကြီးဌာနပြည်တော်စုဝန်ကြီးတော်စုစန္နာလှလှဆိုးမှတက်ရောက်ပြီးမြမမြို့သမီးများ၏အခြေအနေအစီရင်ခံစာအားဖတ်ကြားတင်သွင်းခဲ့တယ်လို့သတင်းထုတ်ပြန်ပါတယ်ပြည်တော်စုဝန်ကြီးနော်စုဇနာလာလာဆိုဟာအမေရိကန်ပြည်တော်စုတို့အလို့သဘောကြီးစဉ်ဖြစ်ရောက်ရှိနေခြင်းဖြစ်ပါရဲ့ရှင်။ ။နောက်ထပ်သတင်းတစ်ပုဒ်ကတော့ဂျမ်ဖက်စစ်ကောင်စီမှဂျမိုင်းစောင့်ရှောက်မှုကဏ္ဍပေါ်ဂျမတ်တိုက်ခိုက်မှုပေါင်း1600ကျော်ကျူးလွန်ခဲ့ပြီးစစ်ရုံစည်းကမ်းစုစုပေါင်း365ခုထိခိုက်ပျက်စီးခဲ့တဲ့သတင်းဖြစ်ပါတယ်။လင်းနစ်တာကာလာတွင်ဂျမ်ဖက်စစ်ကောင်စီမှဂျမိုင်းစောင့်ရှောက်မှုကဏ္ဍပေါ်ဂျမတ်တိုက်ခိုက်မှုပေါင်း1600ကျော်ကျူးလွန်ခဲ့ပြီးစစ်ရုံစည်းကမ်းစုစုပေါင်း365ခုထိခိုက်ပျက်စီးခဲ့တယ်လို့မြူသားညီညွတ်အစိုးရဂျမိုင်းဝန်ကြီးဌာနရဲ့မလ19ရက်နေ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ မလဆယ်ရက်နေ့ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်ဆန်းနယ်မြို့ရှိတိုက်နယ်ပြည်သူစေယုံနယ်ကတ်တပြေကြီးရွာကိုဂျမန်စစ်ကောင်စီကဒရုန်းနဲ့ပုံကျဲတိုက်ခိုက်ခဲ့ရမှာရဲသားတို့သေဆုံးပြီးစေယုံအဆောင်များပါဝင်နေအိမ်20ခန့်မိလောင်ပျက်စီးခဲ့တယ်လို့ဖော်ပြပါဗျ။မလရှိရက်နေ့မှာလည်း Freedom Ranger FBI အဖွဲ့မှစစ်တပ်သား Medics များသည့်ကင်းပြည်နယ်ထောက်တူမြို့နယ်မှာဒဏ်ရာရပြည်သူများကိုစေကူတမှုပေးနေစမှာဂျမန်စစ်ကောင်စီရဲ့လေကြောင်းတိုက်ခိုက်မှုကြောင့်စစ်တပ်သားတို့နေရာမှာကြာဆုံးခဲ့ပြီး စေတသား၂ဦးပြင်းထန်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အနက်စေတသားနောင်စင်းမှုဖော့အသက်25နှစ်မှာရရှိခဲ့တဲ့မိလောင်ဒဏ်ရာတွေနဲ့မလ10ရက်နေ့မှာကြာဆုံးခဲ့ပါတယ်။လင်းနေတာကာလာတွင်ဂျမတ်စစ်ကောင်စီဟာဂျမတ်ရေးဆောင်ရှောက်မှုကဏ္ဍပေါ်ဂျမတ်တိုက်ခိုက်မှုပေါင်း1600ကျော်ကျူးလွန်ခဲ့ပြီးစေယုံစည်းကစုစုပေါင်း365ခုထိခိုက်ပျက်စီးခဲ့ရတာကဂျမတ်ရေးဝန်ထမ်းပေါင်း139ဦးကိုဂျမတ်စစ်ကောင်စီကတပ်ဖြတ်ခဲ့တယ်လို့ဖော်ပြပါရတယ်။ ဂျမစစ်ကောင်စီဟာလူဘလူးဝါဒကိုင်းဆွဲထားတဲ့ဆ ਿਆ နာရှင်ပြီးပြီးလင်းနေကြကာလာတွင်ဂျမိုင်းဝင်နေများစေယုံစေကံများနဲ့ဂျမိုင်းကန္တာပေါ်တမင်ပြစ်မှတ်ထားပြီးတိုက်ခတ်မှုများသည့်ဂျနီဗာကွန်ဗင်းရှင်းကမ္ဘာကူလသမဂ္ဂလူ့ကျွေးကောင်စီဆုံးဖြတ်ချက်များလူသားချင်းစာနာထောက်ထားရေးနဲ့လူခွင့်ရေးဆိုင်ရာနိုင်ငံတကာဥပဒေများကိုပြန်ပြန်တင်းတင်းချိုးဖောက်နေခြင်းဖြစ်တယ်လို့ယူသားညီညွတ်ရေးအစိုးရဂျမိုင်းဝန်ကြီးဌာနကထုတ်ပြန်ပါတယ်ရှင်ဆလပီတင်ပြပေးမဲ့တဲ့ရင်ကတော့ ဇာကာလာဒီတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးဖွဲ့များစီဝေချင်းပါတဲ့တွင်ဖြစ်ပါတယ်။မြို့သားညညွေအစိုးရဇာကာလာဒီတန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီနဲ့မကွေးတိုင်းပြည်သူ့အုပ်ချုပ်ရေးဖွဲ့များတွဲဆုံဆွေးနွေးပွဲအစည်းအဝေး၆မြင်းဆောင်၂025ကိုမလ19ရက်နေ့လယ်တနားရီချိန်မှာကျင်းပခဲ့ပါတယ်။ဇူဝေးမှာဂျာကာလာဒေသန္တရပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှုဗဟုကော်မတီအတွင်းရေးမှုအဖွဲ့ဝင်ဂျမိုင်ဝန်ကြီးဌာနတွဲပတ်အတွင်းမှာအပွဲမှာစကားပြောကြားခဲ့ပါတယ်။အဲ့နောက်ပြည်သူ့အုပ်ချုပ်ရေးဖွဲ့ဝင်များမှာ ဥချုပ်ရေးဆိုင်ရာပေါင်းစပ်လုပ်ငန်းများနဲ့ပတ်သက်ပြီးသိရှိလိုသည့်များကိုဆွေးနွေးခဲ့ကြရာဝန်ကြီးဌာနအသီးသီးရဲ့တာဝန်ရှိသူများမှပြန်လည်ဖြေကြားခဲ့ပါတယ်။ဇူဝါတွဲဆောင်ပွဲသို့မြေရန်အထွေဝင်များဒုတိယအထွေဝင်များတွဲဘက်အထွေဝင်များဌာနဆိုင်ရာများမှတာဝန်ရှိသူများနဲ့မကွေးတိုင်းမှမြို့နယ်ပြည်သူ့ဥချုပ်ရေးဖွဲ့ဝင်များတက်ရောက်ခဲ့ကြပါတယ်ရှင်။မြန်မာနိုင်ငံသားဥအောင်မြင့်တေဆုံးမှုတရားမျှတမှုရရှိရေးနဲ့ဖန်စီထောင်ချကမြန်မာစစ်ဘေးဒုက္ခသည်များအမြန်လွတ်ပြေးရန်တောင်းဆိုတဲ့သတင်းကိုလည်းတင်ပြပေးပါောင်းမယ်။ မတရားဖန်ဆီးထောင်ချခံမြန်မာနိုင်ငံသားဦးအောင်မြင့်တေဆုံးမှုတွေတရားမျှတမှုရရှိရင်းနဲ့မနစ်ပူနဲ့အာတမ်ပြည်နယ်များတွင်ဖန်ဆီးထောင်ချခံမြန်မာစစ်ဘေးဒုက္ခသည်များအမြန်လွှတ်ပေးရန်တောင်းဆိုလိုက်ပါတယ်။မလ20ရက်နေ့အိန္ဒိယဖို့မြန်မာမှရပ်ဖက်ဖွဲ့စည်းများနဲ့အတူအိန္ဒိယနိုင်ငံဗဟုသုရထံအိတ်ဖွင့်ပေးစာပေးပို့ခဲ့ပါတယ်။တောင်းဆိုချက်စာကိုမြန်မာနိုင်ငံနဲ့အိန္ဒိယနယ်စပ်တလျှောက်ရှိရပ်ဖက်လူမှုဖွဲ့စည်း196ဖွဲ့နဲ့တောင်းလင်းစုဖွဲ့များကလက်မှတ်ရေးထိုးထားပါတယ်။လက်ရှိမှာမနစ်ပူရပြည်နယ်နဲ့အာတမ်ပြည်နယ်များတွင် မြမစီပေးရှောင်းကလင်းငယ်52ဦးပါဝင်149ဝက်အချင်းချခံထားရပါတယ်ရှင်။ ARI အမှတ်3တရရမှလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုများအားမြို့သမီးရဲမေများကိုတာဝန်ပေးထားလျက်ရှိတဲ့တဲ့ရင်ကိုဆက်လက်တင်ပြပေးပါောင်းမယ်။ ARI မှတ်သုံးတရင်မှလမ်းပိုင်းလုံခြုံရေးစစ်ဆေးမှုများအားမြို့သမီးရဲမေများကိုတာဝန်ပေးထားလျက်ရှိတယ်လို့သိရပါဗျ။ မိမိတို့စုမုံနယ်မြေတွင်ဒေတာလိုက်စီရေးလုံခြုံရေးစစ်ဆေးမှုများအားမြို့သမီးရဲမင်များနဲ့တာဝန်ယူထားလျက်ရှိပြီးမြို့သမီးရဲမင်များ၏အခမ်းအနားကိုလည်းလေးပေးဆောင်ရွက်တာဝန်ပေးလျက်ရှိပါတယ်လို့ဖော်ပြပါတယ်။မလ23ရက်နေ့မှာ ARI အမှတ်သုံးတရင်ရဲ့ရဲဘော်များမှလမ်းမိုင်းစစ်ဆေးရေးများပြုလုပ်ခဲ့ပြီးမြို့ပြတွင်လည်းအနည်းဆုံးမှ ARI အမှတ်သုံးတရင်အများတန်းရှိနေတယ်လို့ဆိုပါတယ်ရှင်။နောက်ဆုံးတင်ပြမယ့်သတင်းကတော့ရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တမ တပ်သားတင်များလက်ခံခေါ်ယူမဲ့သတင်းဖြစ်ပါတယ်။ရန်ကုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွမှတပ်သားတင်များလက်ခံခေါ်ယူမည်ဖြစ်ကြောင်းအသိပေးကြေညာပါတယ်။ဆီယနာရှင်စနစ်ကိုမြစ်ဖြတ်ချေမုန်းလို့ဒီယုံကြည်ချက်ခံမှာတော့လူငယ်လူရွယ်များကိုတပ်သားတင်များဖြစ်လက်ကမ်းကြိုးစိုးလျက်ရှိတယ်လို့မလ20ရက်မှာထုတ်ပြန်ထားပါတယ်။လာရောက်ဒေါ်လန်တိုက်ပွဲဝင်လိုပါကရန်ကုန်တိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့တည့်ရထောက်ပြန်ထားတဲ့တပ်သားတစ်ခေါ်ရွေးစည်းကမ်းချက်များကိုတေချာစွာဖတ်ရှုပြီးနားလည်လက်ခံပါကဂရိခံဝင်တဲ့ကွာလာရောက်ရမှာဖြစ်ပါတယ်။ ခြေကန်စစ်တင်နှံများပိုးချပေးသွားမှာဖြစ်ပြီးပြည်သူစစ်သားများအဖြစ်လေ့ကျင့်သွားမည်ဖြစ်သောကြောင့်စည်ရဲပင်မမှုတန်းနဲ့ကျင့်ဝတ်များကိုအထူးလေးစားလိုက်နာရမည်ဖြစ်ကတသားသည့်ဖြစ်ဝင်ရောက်လို့တဲ့ရဲဘော်များအနေနဲ့တင်နှံကာလအတွင်းတော်၎င်းတင်နှံကာလပြည်လည်တော်၎င်းဂရိခံဝန်ချက်နဲ့ကျင့်ဝတ်စည်းကမ်းများကိုဖောက်ဖျက်ပါကတပ်ဖွဲ့မှချမှတ်ထားသောစည်းကမ်းနဲ့အညီအေးအေးယူခံရမှာဖြစ်တယ်လို့ထုတ်ပြန်ထားပါတယ်ရှင်။ခုတင်ပြခဲ့တဲ့သတင်းတွေကို Radio NUG သတင်းတော့မင်းတီဟန်မှပေးပို့ထားတာဖြစ်ပါရဲ့ရှင်။